ဒေါ်နယ်ထရမ့်ပထမဆုံးအားကစားပွဲများနှင့်အမေရိကန်ပြည်ထောင်စုဒေါ်နယ်ထရမ့်ရဲ့အမေရိကန်သမ္မတတောင်းဝန်ဒုတိယတက်တန်းထမ်းဆောင်မှုမှာ ထူးခြားတဲ့အားကစားပွဲတွေလည်းရှိနေပါတယ်။တကယ်ကရှိနေပြီးသားအားကစားပြိုင်ပွဲတွေပါ။ဒါပေမဲ့သူ့လက်ထက်မှာဆန်းသွားပါတယ်။ပြီးတော့သူ့လက်ထက်မှာပထမဆုံးသောပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ။ဒါကြောင့်လဲထရန့်လက်ထက်မှာတခါမှမကြဘူးတဲ့အစ်စ်တစ်သောပြောင်းလဲမှုတွေဖြစ်ပေါ်လာစရာရှိတယ်လို့ဟော့ကိန်းတွေလည်းထွက်ပေါ်လာပါဗျ။ပထမဆုံးသောပြောင်းလဲမှုတွေနဲ့အတူစမ်းသစ်သွားတဲ့အားကစားပြိုင်ပွဲနှစ်ခုအကြောင်းကိုပြောပြအောင်မယ်။တစ်ခုကတော့ကလပ်ကဘာဖလားပြိုင်ပွဲပါ။ဒီပြိုင်ပွဲကိုအခုလိုပြိုင်ပွဲကြီးပုံစံမျိုးနဲ့သမိုင်းကြောင်းတစ်ချောင်းမှာပထမဆုံးအကြိမ်ကျင်းပတာပါ။ FIFA က32သင်းစနစ်နဲ့မိတ်ဆက်လိုက်တဲ့ကလပ်ကဘာဖလားပြိုင်ပွဲကို ထမဆုံးအင်ရှင်ဖြစ်ခွင့်ရတဲ့နိုင်ငံကအမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။နောက်ပြီးထရန့်လက်ထက်မှာဒီပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စုကလက်ခံကျင်းပခွင့်ရရှိတာပါ။မကြသေးရင်က FIFA ဥက္ကဋ္ဌ Infantino ကိုယ်တိုင်ကလပ်ကမ္ဘာဖလားစူပလာကြီးကိုတည်ဆောင်ပြီးထရန့်စီကိုရောက်လာခဲ့ပါသေးတယ်။ကလပ်ကမ္ဘာဖလားပြိုင်ပွဲကြီးမှာရှိမြင့်မဲ့စူပလာတကြီးရဲ့တော်တန်ကို ပထမဆုံးကန်ဆောင်ခွင့်ရတဲ့သမ္မတဖြစ်ခွင့်ရတာကကံကောင်းမှုပဲလို့ထရန့်ကပြောကြားခဲ့ပါသေးတယ်။ ကဘာကြီးကိုလည်းအခုလိုတော့ဖွင့်ပြီးအသည့်အသည့်တွေယူဆောင်ပေးဖို့သူ့မှာဆန္ဒရှိနေတဲ့အကြောင်းထရန့်ကပြောခဲ့ပါသေးတယ်။နောက်တစ်ချက်ကတော့2026ခုနှစ်ကိုရောက်ရင်ကျင်းပတော့မယ်။ကဘာဖလားပြိုင်ပွဲကြီးကို လက်ခံကျင်းပခွင့်ရရှိထားတဲ့အင်ရှင်နိုင်ငံတွေထဲမှာလည်းအမေရိကန်ပြည်ထောင်စုပါဝင်လို့နေတာပဲ။ဒီဒီချိန်ကဘာဖလားပြိုင်ပွဲကြီးကလည်းထူးခြားဆန်းသစ်ပါတယ်။တမိုင်းကြောင်းတစ်ချက်သုံးနိုင်ငံပူးတွဲအင်ရှင်ဆိုတာအခုမှပထမဆုံးအကြိမ်ပါပဲ။နောက်တစ်ချက်က ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ပုံစံကလည်းအစ်စ်ဖြစ်နေပါဗျ။ပြိုင်ပွဲတမိုင်းကြောင်းတစ်ချောင်းအသင်းပေါင်း48သင်းပါဝင်တဲ့ပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲကြီးဖြစ်လာမှာပါ။ဒါဟာလေထရန့်လက်ထက်မှာဖြစ်တည်လာတဲ့အစ်စ်တစ်ခုထူးခြားဆန်းသစ်မှုတစ်ခု ဖြစ်ပါတယ်။အမေရိကန်ပြည်အောင်စုမှကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲဟာနှစ်ကြိမ်လုံးထူးခြားပါတယ်။ပထမတစ်ကြိမ်က1994ခုနှစ်မှာကျင်းပခဲ့တာပါ။အဲဒီတော့ကသမရကလင်နာလက်ထက်မှာပြိုင်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ အသင်းပေါင်း24သင်းပါဝင်ရှင်ပြားတဲ့စနစ်နဲ့ကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးဟာအဲ့ဒီတုန်းကနောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ကလင်တန်နဲ့ထပ်မှာစနစ်ကောင်းရဲ့နောက်ဆုံးအကြိမ်ကမ္ဘာဖလားပြိုင်ပွဲကြီးကအမေရိကန်ပြောင်စုစီကိုဆက်ရောက်လာခဲ့ပြီးထရန့်လက်ထပ်မှာတော့စနစ်တင်တဲ့ပထမဆုံးကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးဟာအမေရိကန်ပြောင်စုစီဆက်ရောက်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်လဲနက္ခတ္တပေတာပညာရှင်တွေကပြုပြင်ပြောင်းလဲရေးလွှမ်းမိုးနေတဲ့ကာလတွေမှာအမေရိကန်ရဲ့သမ္မတကထရန့်ဖြစ်နေတဲ့အချက်ကစိတ်ဝင်စားစရာဖြစ်နေတယ်လို့ ဟော့ကိန်းထုတ်ထားကြတာဖြစ်ပါတယ်။ဒီနေရာမှာနောက်ထပ်ထူးခြားချက်တစ်ခုကိုပြောပြချင်ပါသေးတယ်။အမေရိကန်ပြည်အောင်စုမှာ1994ခုနှစ်က24သိန်းစနစ်နောက်ဆုံးကျင်းသုံးတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုကျင်းပါတော့အဲ့ဒီပြိုင်ပွဲဟာအာဂျင်တီးနားကျောင်းနံပါတ်30ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီကာလာတုန်းကအာဂျင်တီးနားရဲ့ကျောင်းနံပါတ်30ဟာမာရာဒိုနာပါ။အခုလေအာဂျင်တီးနားရဲ့မော်ဘောလုံးလောကရဲ့မော်လို့သတ်မှတ်ခံထားရခြင်း မာရာဒိုနာနဲ့လုံးဝဆင်တူတဲ့မက်ဆီဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲကိုပါဝင်ကစားဖို့အတွက်အမေရိကန်ပြည်အောင်စုစီကိုရောက်လာမှာပါအာဂျင်တီးနားတိုက်စစ်မှုမက်ဆီဝစ်ဆန်နာကလည်းကျောင်းနာမဲ့30ဖြစ်ပါတယ်ဒီတော့ကံကြမ္မာချင်းဖြစ်စဉ်ချင်းကဆင်တူနေပြန်ပါတယ်နောက်တစ်ချက်ကဖီဘာဟာအခုမတိုင်ခင်သုံးနိုင်ငံပူးတွဲအင်ရှင်ရဲလို့တခါမှမယွေးခဲ့ဘူးပါဘူး2016ကမ္ဘာဖလားဟာသုံးနိုင်ငံပူးတွဲအင်ရှင်ပထမဆုံးရွေးချယ်တဲ့ကမ္ဘာဖလားပြိုင်ပွဲဖြစ်ပါတယ် ီတော့အမေရိကန်ပြည်ထောင်စုဒေါ်နယ်ထရမ့်နဲ့အသေးသေးသောပြောင်းလဲမှုတွေလှုပ်ထားတဲ့ကမ္ဘာဖလားပြိုင်ပွဲတွေဟာအကြောင်းလန်းလာဆောင်နေတာကိုမြင်ကြရပါလိမ့်မယ်။နက္ခတ္တဗေဒပညာရှင်တွေညှဉ်းထားတဲ့အသေးသေးသောပြောင်းလဲမှုဆိုတာကအကောင်းတွေလို့ညှဉ်းညွှန်းတာမဟုတ်ပါဘူး။မမြင်ဘူးမကြားဘူးမကြုံဘူးတဲ့အကောင်းသောအသည့်ဒါမှမဟုတ်ရင်အဆိုးသောအသည့်ဖြစ်ပြောင်းလဲမှာလို့ပြောထားတာဖြစ်ပါတယ်။လက်ရှိဖြစ်ပျက်နေမှုတွေအရတော့အကောင်းထက်အဆိုးဘက်ကဥတီဘူကပုံများနေပါဗျ။ ထရမ့်ဟာမကြသေးရင်ကပဲကမ္ဘာဖလားပြိုင်ပွဲတွေကိုရုရှားကိုထည့်သွင်းပေးပါလို့ FIFA ကိုတောင်းဆိုခဲ့ပါသေးတယ်။ထရမ့်အမေရိကန်နဲ့အသစ်အသစ်ပြောင်းလဲထားသောကမ္ဘာဖလားတွေအကြောင်းဆုံးတာကဘာတွေဘလို့ဖြစ်လာလိမ့်ဦးမလဲဆိုတာစောင့်ကြည့်ကြင်စရာပဲဖြစ်ပါတော့တယ်ခင်ဗျာ။